reverb ကတခြင်းဘုံမှာဘယ်လိုအရေးပါလဲဘယ်လိုသူကနေရာဝင်ယူထားလဲတခြင်းဘုံမှာဘယ်လိုအရေးပါလဲဘယ်လိုသူ့ကိုတခြင်း vocal အနေနဲ့ဘယ်လိုအသုံးချရလဲဘယ်လို setting တွေချိန်ရလဲဆိုတော့အခုဒါပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကဒီလိုမျိုး file တစ်ခုပဲရှိတယ်ပေါ့နော်ဒါကကြတော့ကျွန်တော်ကဒါ audio define music define ပဲထုတ်ထားတယ်အဲ့တော့သူတီးတဲ့အခါမှာတော့သူ16 line ရှိမှာပေါ့နော်အမှန်ဆိုရင် guitar ဆိုလဲ left right ရှိတယ်နောက် kb ဆိုလဲကျွန်တော် pad ရှိတယ် string ရှိတယ်ရှိတယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်ဒီ main KB course သွားတာရှိရဲ့ Apogee ကျွန်တော်ဒီတီးထားရှိမှာပေါ့เนาะအဲ့တော့ကျွန်တော်ကဒီ drum ဆိုလဲဒါ hey uh overhead တန်ရှိရဲ့ hey has snake drum အဲ့လိုဆိုပါဆိုအဲ့တော့တလိုင်းချင်းဒီဒါကျွန်တော်ဒီ studio မှာပေါ့เนาะဒါကျွန်တော်ဒီ analog ဒီ conversion ဖြစ်တဲ့တကယ် studio အကြီးမှာသူတို့တွင်းတဲ့ခါမှာကျွန်တော် drum ဝဲ mic line တော့အဲ့လိုဖမ်းတဲ့အခါလေးလေးရှိတာပေါ့เนาะ room က room လဲထပ်ဖမ်းသည်ဆိုတော့ဒီ solar သူ16 line လောက်မှာကျွန်တော်တို့ကဒါ solid လဲပါတယ် electric guitar ပါတယ်အဲ့တော့ဒီလိုမျိုးတီးတဲ့ဟာကိုကျွန်တော်တို့ကဒီမှာ audio file တစ်ခုနေနဲ့ကျွန်တော်တို့ကဒါထုတ်လိုက်တာပေါ့ karaoke version နေနဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါ karaoke version နေနဲ့ဒါ define နဲ့ထုတ်လိုက်တာပေါ့နော်အဲ့တော့ဒါတော့ကျွန်တော်တို့ကဒါဒီမှာ tutorial ပြရနေအများကြီးဆိုလဲကျွန်တော်တို့ကအစီအမံပြဘူးပေါ့နော်ကျွန်တော်ဒါတီးထားတဲ့ဟာတွေလည်းရှိတယ်အဲ့ဒါတီးထားတဲ့ဟာတွေ ကြတော့လေကျွန်တော်ကဒီ line นี่အများကြီးနေဆိုကြည့်တဲ့လူတွေရှုပ်ရှက်ခတ်သွားတော့ဗောနော်အဲ့တော့ကျွန်တော်ကဒါအရှင်းဆုံးပြတင်တဲ့အနေနဲ့သူက2 line ပဲရှိတယ်အဲ့တော့ဒါ music တစ် line ဗောနော် music band နဲ့ဒီထားတယ်ကျွန်တော်ဒီ left right ရှိတာပေါ့နော်ဒါ studio studio channel ပေါ့နော် studio channel ကျွန်တော်တို့ကဒါ music တစ်လိုင်း music track တစ်လိုင်းနောက်တစ်လိုင်းအကြောင်းကျွန်တော်တို့ကအခု reverb အကြောင်းကိုရှင်းပြမယ်ကျွန်တော်တို့ကဒါ vocal တစ်လိုင်းပေါ့နော်အဲ့တော့ vocal မှာကျတော့သူ mono ပြီးထားတယ်ဒီ wire လေးကကျွန်တော်ဒါ mono mono နဲ့ studio ကြောင်းလဲဒါနောက်အသေးစိတ် detail လေးမှာကျွန်တော်ရှင်းပြပေးမယ်အဲ့တော့ဆိုပါစို့လောစေတော့ဒါကျွန်တော်ဒါ studio mono နှစ်လိုင်း studio mono ရှိတယ်ပေါ့နော်ဒီခုဒါကျွန်တော်ပြောပြပေးသွားမှာကျတော့ဒါ vocal မှာ ဖူကဲကိုကျွန်တော်ကဒီ reverb ပေါ့နော် reverb ဒီ plugin ရဲ့ reverb effect ရဲ့ဒီ tight impact ပေါ့နော်တိုက်ရောက်မှုကိုတခြင်းတစ်ပုတ်မှာတခြင်းတစ်ပုတ်မှာတော့ဒီ vocal မှာဘလို့တက်ရောက်လဲအဲ့တော့ reverb ဆိုတာကျွန်တော်ဒါတလက်စာလေးပြောမယ်ဆိုရင်ဒီ vocal မှာလည်းမဟုတ်ဘူးပေါ့နော် guitar မှာလည်း reverb ထည့်ရတယ်နောက် KB မှာလည်းတချို့ genre တွေမှာလိုဝင်ထည့်ရတယ်နောက်ကျွန်တော်ဒီအခြား instrument တွေ ဘယ်တူရိယာမှာမဆိုကျွန်တော်ဒီ missing ပြန်လုံးရေ reverb ထည့်ပေးရတဲ့အရာရှိတယ်။သူကဒီလိုမျိုးကျွန်တော်ဒီဟိုလိုပေါ့နော် bass နဲ့ကျွန်တော်ထည့်ရလေးရှိရယ် effects နဲ့ထည့်ရလေးလေးရှိတယ်။အဲ့တော့ဒီ bass နဲ့ effects နဲ့ပဲထည့်ရတာပေါ့နော် reverb ကြတော့ကျွန်တော်ဒီ individual track မှာထည့်လိထည့်တာမရှိဘူး track မှာတခါလေးထည့်လိုက်ရင် clear ဖြစ်မှုကိုသူကပျောက်သွားတယ်ပေါ့နော် euro tree နဲ့သူကနားထောင်လို့မကောင်းတော့အဲ့တော့ bus အနေနဲ့သူ့ပေးတယ် vogue မှာပဲ river ထည့်လို့ရတယ်ထင်တာမဟုတ်ပါဘူး river ထည့်လို့အဲထည့်ပေးလို့ရတယ်ဒီအခြားထည့်မှကောင်းတဲ့ဒီ instrument တွေလည်းရှိတယ်နောက်တချင်းအမျိုးအစားပေါ်မှာလည်းမူတည်တယ် kb နဲ့နှစ်လိုင်းနဲ့သွားတယ်ကျွန်တော်ဒီ soft pop ပေါ့နော် slow pop လေးတွေမှာဆိုရင်လည်း reverb ကို music မှာ တော်တော်များများလေးကိုပေးရတယ်ပေါ့နော် drop out တော်တော်ပေးရတယ်အဲ့တော့သူရဲ့ဒီ ratio တွေကျွန်တော်ဒီအဲ drying တွေ wet တွေကိုဘယ်လိုမျိုး mix လုပ်လဲဆိုတော့နောက်မှရှင်းပြမယ်အဲ့တော့တချင်းအမျိုးအစားဂျန်နာပေါ်မှာမူတည်ပြီးတော့ refer ပြီးတော့ထည့်ရတယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော် ပြောချင်တာဒီ vocal မှာပဲ refer ကထည့်ရတယ်လို့ထင်မှာစိုးလို့ပါအဲ့တော့ ဆိုတော့အခုဒါကျွန်တော်တို့ဒါပြောခဲ့သလိုပဲအခုလောဆယ်တော့ကျွန်တော်ကဒါ tutorial အနေနဲ့ဒါ vocal ကိုဒါ blue revert ထည့်မလို့ဆိုတော့ကြည့်လိုက်ကြအောင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒါဒီပေါ့နော်ဒီ VST plugin ပေါ့နော်ဒါတပ်ပတ်ဒီကျွန်တော်ဒီ software ပေါ့နော်ကျွန်တော်သုံးထားတာကကြတော့ကျွန်တော်ကဒါ Fat Filter ရဲ့ဒါ Pro R ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ DAW software ကကြတော့ Studio One အဲ့တော့ Studio One မှာလည်းသူရဲ့ built in ပါလာတဲ့ reverb drone reverb သူရှိတယ်ပေါ့နော်အခြားဒီ reverb တွေလည်းရှိတယ်ပေါ့နော်အဲ့တော့ drone reverb နဲ့ကျွန်တော်ကဒါလုပ်လို့ရတယ်အဲ့တော့ ဒီသူ့ရဲ့ဒီ Studio 1မှာ Prisoner ရဲ့ Studio 1မှာပါတဲ့ Room River နဲ့လည်းပြလို့ရတယ်။ဒါပေမဲ့ကျွန်တော်ကအခုဒီ First Vita ရဲ့ Pro အကိုပြလိုက်တာပါဖြစ်လို့ဆိုတော့သူကပို့ပြီးတော့သူ့ရဲ့ဒီ setting တွေပို့ပြီးတော့စုံတယ်။သူ့ရဲ့ဒီကျွန်တော်တို့ဒါမနေ့ပြောရရင်တော့ကျွန်တော်တို့ beginner ဆိုပေမဲ့အဲဒီဒေးလေးတွေပြရတာပို့ပြီးတော့ကောင်းသွားတဲ့အတွက်ကျွန်တော်ဒါကိုပြလိုက်တာပါ။အဲ့တော့ဒီကလည်းအခက်ကြီးရောမဟုတ်ပါဘူး။ခက် ကျွန်တော်ကဒီ VST plugin တခုမှာ reverb နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ setting တွေဒီ knobs တွေပေါ့နော်ဒီ virtual knobs တွေမှာကျွန်တော်အခြေခံအဖြစ်တူတာလေးရှိတယ်ဒါပေမဲ့အခြားဒီနောက်ထပ် ဒီထွက်လာတဲ့ဒီ VST plugin advanced ဒီမှာကျတော့သူကတုံနေပေါ့เนาะတုံနေပတ်သက်ပြီးတော့သူကပြောင်းထားတဲ့ knobs တွေ additional ဒီ addition တွေစုံလာရည်လည်းရှိတာပေါ့เนาะအဲ့တော့ကျွန်တော်ကဒီအခုကျွန်တော်တို့ဒါ class ရဲပြောမယ်ဆို fat filter pro အမှာကျတော့သူရဲ့ဒီ equalizer တွေပါတယ်အဲ့တော့ကျွန်တော်ကဒီ reverb ဆိုတာပါလဲဆိုတော့ကျွန်တော်ကခုနပြောမျိုးပဲ dk ပါတယ်ပေါ့เนาะ dk ဆိုတာကျွန်တော်ဘာဖြစ်လဲဆိုတော့ဒီ dk ဆွဆွမြမြဖြစ်သွားတာပေါ့เนาะအဲ့တော့ကျွန်တော်ကဒီအခုကျွန်တော်ကဒီလိုမျိုးခုံတစ်ချက်ကိုခောက်လိုက်မြင်ဆိုရင်အာလုံးမြင်တာကိုကျွန်တော်ပြောမယ်ဆို ရင်အဲဒီအခန်းတစ်ခန်းနဲ့မှာပေါ့နော်ဒီလိုဒီ living room မှာရှိတဲ့ဒီအခန်းတစ်ခန်းကိုအခန်းတစ်ခန်းမှာခုံခေါက်လိုက်တဲ့အခါမှာလက်ခုပ်ပဲတီးလိုက်တီးလိုက်အဲကျွန်တော်ဒီခုံတစ်ချက်ကိုရိုက်လိုက်မယ်ဆိုရင်ပုံမှန် living room မှာကျွန်တော်ကခုံတစ်ချက်ကိုကျွန်တော်ကလူမျိုးခေါက်လိုက်မယ်ဆိုရင်သူ့ရဲ့အတန်းကျတော့ချော်ချော်ကက်ကက်ကြီးဖြစ်မယ်အဲ့တော့ကျွန်တော်တို့ကပုံမှန်ဒီ living room မှာမဟုတ်ဘဲနဲ့ဒီအဲ့လိုပေါ့နော်အကျယ်ကြီးဖြစ်တဲ့ hall ခန်းမှာ ခုံတစ်ချက်ကိုခောက်လိုက်တဲ့ခါမှာကျတော့သူ့ရဲ့အတန်ရာဟိမ့်ပြီးတော့ဒီကေးဖြုတ်သွားတယ်ပေါ့နော်ဆွေးမြင့်မြင့်နဲ့အဲ့လိုမျိုးကြမ်းခဲ့တာကြတော့ဒါဒီကေးရစ်ကိုဒါ ခေါ်ရပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်ဒါရေချိုးကန်းထဲမှာသွားပြီးတော့လက်ခုတ်တီးရပြပြကျွန်တော်ကဒါတစ်ချက်တစ်ခုခုအရာပတုတစ်ခုကိုကျွန်တော်ခေါက်လိုက်တာပဲဖြစ်ဖြစ်ကြရင်သူ့ရဲ့ထွက်လာတဲ့ဟာတစ်မျိုးနောက်တိုင်း brick brick တွေကျွန်တော်ဒီအုံနေရန်မှာကြတော့သူ့ရဲ့ဒီထွက်လာတဲ့အတန်ရင်းရဲ့ဒီ area နဲ့ပတ်သက်ပြီးတော့သူ့ရဲ့အတန်ဖြစ်ပေါ်လာတဲ့ဒီ decay rig ကြံနေတာပေါ့နော်အဲ့ဒါမျိုးကိုကျွန်တော်က decay rig လို့ခေါ်တယ်အဲ့တော့ကျွန်တော်ကဒါ reverb ဆိုတဲ့ဒီ VSD plugin မှာတွေ့ရမှာကျွန်တော်ကဒီ brightness brightness ရှိမယ်နောက်ပြီးတော့ဒီ character လို့ခေါ်တယ်ကျွန်တော်ကဒီဒီမှာရှိရဲအဲ့တော့ကျွန်တော်မှာကြည့်မယ်သူ dark ရှိတယ်ဒီတုံးပေါ့နော်တုံးရဲ့ကျွန်တော်ဒီအတန်ပေါ့တော့ vocal မှာဆိုရင်ကျွန်တော်ကဒါအတန်ကျွန်တော်ဒီ dark ဆိုရင်နည်းနည်းလေးအုပ်မှန်းမှန်းလေးဖြစ်တာပေါ့နော်တုံးကကျတော့နည်းနည်းလေးစူးစမီးဘက်ကို ကြောက်သွားတာပေါ့နော်အဲ့ break ကြတော့သူကကြောက်နေနေလေးအဲနေနေလေးတောက်တောက်လေးဖြစ်တာပေါ့နော် break color လေးဖြစ်တာပေါ့နည်းနည်းဒီ salon နေပူပြီးတော့ပြီးသားမယ်နောက်ပြီးတော့သူ့ရဲ့ဒီအဲဒီ shine နည်းနည်းဖြစ်တာပေါ့တော်တော်ကိုကအတန်လေးထွက်လာမယ်အဲ့တော့ဒီဟာကြတော့ character ကြတော့ကျွန်တော်ကဘာဖြစ်လဲဆိုတော့ clean ရှင် chorus ရဲ့ chorus ကြဘာဖြစ်လဲဆိုတော့ chorus ကြတော့ကျွန်တော်ကနည်းနည်းလေးအတန်လေးနည်းနည်းလေးဟို အရန်ကြီးကြည်လင်ပြတ်သားတဲ့အခါမှာကျတော့ကျွန်တော်ကဗူခဲမှာဘလူးဖြစ်လဲဆိုတော့တဘာဝမကြောက်ဘူးပေါ့နော်အရန်ကြီးပြတ်သားတဲ့အတန်ကျတော့ dry ပတ်ကိုသူကပူသွားတယ်တော့ကိုကျွန်တော်ကအဲချို့ချင်းနေမှာကျတော့ correct ဖြစ်တဲ့အတွက်အတန်ကိုကျွန်တော်ကအတန်ကို distort ပြောင်းပေါ့နော်နည်းနည်းလေး distort ဆိုတာကျတော့လုံးဝကျွန်တော်ဒီ solid guitar တွေမှာ effect တွေမှာသုံးနေ distort ပုံစံမဟုတ်ဘူးသူကကျတော့ reverb ဒီ plugin တွေမှာ effect တွေမှာပါတဲ့အတွက် correct ဆိုတာကျတော့နည်းနည်းလေးအတန်ကိုနည်းနည်းရိုးရိုးနှောနှောလေးပေါ့နော် distort လေးပါပါလေး ပါသွားတဲ့ပုံစံပေါ့နော်အဲ့တော့ saturation လို့သဘောမျိုးပေါ့ဒါပေမဲ့ saturation နဲ့တော့သူကမတူဘူးပေါ့ saturation ကြတော့သူက harmonic ဒီအဲ layer တွေထပ်ပါလာတာပေါ့နော်အဲ့တော့ဆိုပါသူအဲ့တော့ဒီ claim map ကိုသွားရင်သူကကြတော့ပို့ပြီးတော့ကြည်လင်ပြတ်သားမယ်ဒီ chorus ဆိုရင်တန်နေနေနှောင်းနှောင်းလေးဖြစ်မယ်အဲ့တော့ကျွန်တော်ဒီ distance ကြတော့အတန်ရဲ့ဒီတန်ပြန်လာတဲ့တန်ပြန်တန်တွေကပို့ပြီးတော့နီနီကဖြစ်မယ်အဝေးဖြစ်မယ်အဲ့ဒါဒီကဒီဘက်ဒီဒီဘက်၃ခုကကျွန်တော်ဒီလိုမျိုးရှိတယ်အဲ့တော့ကျွန်တော်အလေရကြတော့ဒါ အရေးကြီးဆုံးပဲသူကကျတော့ဒါ main knobs ပေါ့နော် main ကျွန်တော်ဒီ setting လို့လည်းပြောလို့ရတယ်အဲ့တော့ဒီဟာကျတော့ကျွန်တော် space ပေါ့အရေးကြီးဆုံးကကျွန်တော်အခုအခန်းဆိုရင် concept မှာဖြစ်ဖြစ်ကျွန်တော်ကဒါ hall gun ကြီးနဲ့မှာပဲဖြစ်ဖြစ်အဲဒီချူကန်မှာပဲဖြစ်ဖြစ်နောက် brick ပေါ့နော် brick wall တွေမှာပဲဖြစ်ဖြစ်အဲသူကဒီ area အခြေအားကျတော့ကျွန်တော်ဒါအများကြီးစကားပြောတယ်ခုနကကျွန်တော်ဒီ area ဒီပူကျင်းလေးလေးသူရဲ့ဒီ effect ကပူတက်ရောက်မှုများလေးလေးဖြစ်တယ်အဲ့တော့ ီဂရိတ်ကတော့ကျွန်တော်ဆက်ဆံရှင်ရှင်းခဲ့ဘူးပဲအဲ့တော့ကျွန်တော်တို့ဒါဆက်ဆံရှင်ရှင်းပြရဲဆိုတာကျတော့ဒါ Nova ရဲ့ဒီအဓိကဒီ main ကိုကျွန်တော်ကသိစီခြင်းလို့ပေါ့နော် degree ဆိုတာကြံခဲ့တာပေါ့နော် degree rate ကိုကျွန်တော်ကအများကြီးဆိုရင်နာတော့မကောင်းအောင်အဲ့တော့ studio ကြာကျွန်တော်ကဒါတခြင်းတဲ့ပုံမှာကျွန်တော်ကဒါ left right ရှိတာပေါ့နော် studio သူကကြတော့ပြန့်နှံ့မှုအားကိုကောင်းတာပဲ studio rig ကကြတော့ကျွန်တော်နည်းမယ်ဆိုရင်သူကကြတော့ဒီ pop ဒီ ီ jazz ဒီ acoustic မှာကြတော့နားထောင်လို့သိပ်မကောင်းတော့ဘူးပေါ့နော်အဲကျွန်တော်ဒီ pop ဒီ jazz ဒီမှာကြတော့ဒီဘက်ကိုအရင်ကြောင်နားထောင်လို့မကောင်းဘူးကျွန်တော်ဒီ spacious လို့ခေါ်တယ်ကျွန်တော်ဒီ stereo wave ကိုကျွန်တော်ဒီများများ stereo wave ကိုကျွန်တော်ကတင်တော်တလောက်ဒီသူရဲ့ instrument နဲ့ source နဲ့ပတ်သက်ပြီးတော့ကိုလူချင်တဲ့ desire ဒီ tone ကိုရတဲ့အခါမှာကြတော့ဒီ stereo wave ကြတော့အဓိကတော့ကျွန်တော်ကဒီ stereo တခြင်းတစ်ပုတ် stereo တခြင်းတစ်ပုတ်နားထောင်မယ်ဆိုရင် left right ကသူကမျှဖို့လိုတယ်ပေါ့နော် left right အတန်ကိုပြန့်နှံ့မှုကိုဒါ express ဖြစ်တာပေါ့နော် stereo wave ကိုဘယ်လောက်ထိပြန့်နှံ့စေ ည်ရင်လဲအဲ့တော့ဒါကကြတော့အကြီးကကျွန်တော် main ကျွန်တော်ဒီမှာဒီ1 2 3 4 5 6ခုချိန်ရတာကိုဒီအရည်ကကျွန်တော်ကဒါ mix ဆိုတာကျွန်တော်ကဒီအားလုံးချိန်ရတဲ့ဟာကိုကျွန်တော်ကဒီရာခိုင်နှုန်းနဲ့ပတ်သက်ပြီးတော့ဒီမှာ0ကနေ100အထိကိုဘယ်လောက်ထိသူကယောနော်မလဲပေါ့နော်အဲ့တော့ကျွန်တော်ဒီဒီမှာချိန်ရတဲ့ဟာတွေအားလုံးကိုချိန်ပြီးတော့မှဒီ ကျွန်တော်ဒီ miss မှာလုံးဝအယုံတော့တဲ့ခါမှာလုံးဝမထည့်တော့ဆိုရင်0မှာပြထားရင် effect ကလုံးဝတက်ရောက်မှုရှိမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကဒီလိုမျိုး100ဆိုရင်100အပြည့်သူကတက်ရောက်မယ်ကျွန်တော်ဒီမှာဘယ်မှမှာကက6ခုချိန်ထားတဲ့ဟာတွေအားလုံးကိုသူကဒါတခုတည်းနဲ့ထိန်းချုပ်ထားတာပေါ့နော်အဲ့တော့ mix ဆိုတာကြတော့ကျွန်တော်ဒီ reverse effect ကိုချိန်ထားတဲ့ setting တွေကိုဒီတဲ့ကို blue block ရောင်းတော့မလဲပေါ့နော်အဲ့တော့ကိုကဒီဟို0ဆိုရင်လုံးဝမရောင်းတော့ဘူးနောက်ဒါဆို90ရောင်းတော့မလား85ရောင်းတော့မလား25ရောင်းတော့မလားဒါကခုရဲ့ ိုကိုကြိုက်တဲ့ designer တုံးပေါ့နော်ကိုကြိုက်တဲ့ဒီတုံးကိုတခြင်းနဲ့လိုက်ဖောက်အောင်ကိုကချိန်ပြီးတော့ကိုစိတ်ကျင်တဲ့ဇာတ်ကိုင်းလုံးနဲ့ရောလို့ရတယ်ပေါ့နော်